ဆက်ဆဲကမ်းခြေအပအဝင်တနစ်ပတ်လုံးနီးပါးပြည်တွင်းပြပခရီးသွားတွေတောင်းချီလာရောက်လေပတ်လေးရှိတဲ့မွန်ပြည်နယ်အတွင်းကခရီးသွားလေပတ်ရနေရတွေကိုပြည်နယ်အစိုးရရဲ့ဓာတ်ရိုက်စီမံကွက်ကဲမှုနဲ့ဝန်ဆောင်မှုတွေကိုအစစ်မြစ်တင်သွားမယ်လို့မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။မွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်မှာရှိတဲ့ကြိုက်ခမီရေလေဖျားဒနသဟာရမဟာမိတ်စစ်တင်ကြိုင်တင်မင်းတမန်ယထာပြတိုက်ဂျပန်ခေရေပူဆန်ဝါခရူမြို့ဟောင်း ဆက်ဆဲပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေကိုအရင်ကြေးရွာအုပ်ချုပ်ရေးမှူးအုပ်ချုပ်တဲ့အစင်ကနေအခုအခါမွန်ပြည်နယ်အစိုးရအဖွဲ့ကတိုက်ရိုက်စီမံကိုယ်ခဲ့ပြီးဝန်ဆောင်မှုတွေတိုးမြင့်လှုပ်ဆောင်မှာဖြစ်တယ်လို့ဧပြီလ16ရက်နေ့ကမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဆန်နဲ့မီဒီယာတွေတွေ့ဆုံစဉ်ကပြောကြားခဲ့တာဖြစ်ပါတယ်မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဆန်ရဲ့ပြောကြားမှုမှာတော့ဆက်ဆဲကမ်းခြေမှာအပန်းဖြေလာရောက်မှုတွေအစဉ်ပြေအောင်ဆောင်ရွက်ထားတဲ့မျှော်မှန်းချက်တွေကိုဒီရက်ပိုင်းမှာအကောင့်ထဲပို့ဖို့ရှိပြီးအစိုးရတိုက်ရိုက်စီမံတဲ့နေရာဖြစ်အောင်ဆောင်ရွက်ဖို့ရှိတယ်လို့လည်းဆိုပါတယ် ဆက်ဆဲကမ်းခြေကိုအဆင့်မြင့်တင်မှုမွန်ပြည်နယ်လွတ်တော်ပဝင်းချင်းထိန်းသိမ်းရေးရာကော်မတီဝင်တွေနဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာဧပြီလဒုတိယပတ်အတွင်းကွင်းဆင်းပြီးလုပ်ငန်းရှင်တွေဒေတာခန်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာကမ်းခြေတန်ရှင်းမှုဟိုတယ်တက်ခိုကန်းတွေထားရှိမှုအပန်းပြေပေါ်ဝိုင်းတွေမြင်းတွေစပိန်တွေဘာလီကားတွေထားရှိမှုနဲ့ဝန်ဆောင်မှုမြင့်တင်ရေးဆိုင်ရာတွေအတွက်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဆက်စဲပင်လယ်ကမ်းခြေအပန်းဖြေစခန်းမှာတံဖြူစရက်မျိုးကနေပင်လယ်ကမ်းခြေဘက်10မိုင်အကွာမှာတည်ရှိပြီးကမ်းခြေအလျား2မိုင်ရေစစ်ချိန်အကျယ်ပေ900ကျော်ရှိကအရှိမမီးပြကျွန်းတည်ရှိတာကြောင့်လေကွယ်လိုင်းကွယ်ရှိကတာယာမှုရှိတယ်လို့သိရပါဗျာ။